လူငယ်တွေကလေးတွေဆိုတာကနောင်အနာဂတ်အတွက်လေနော်ဟိုတကယ်မရှိမဖြစ်တကယ်ဟိုပါပါအရေးပါတဲ့ကလေးတွေပါအဲ့တော့လူငယ်တွေဒီလူငယ်တွေចောင်းသားတွေဒီလိုမျိုးလူတွေကောင်းတဲ့လူတွေပေါ့တော်တဲ့တတ်တဲ့လူတွေပေါ်ထွန်းလာမှလည်းနောင်အနာဂတ်အတွက်မြန်မာနိုင်ငံအတွက်ပေါ့ဒီမိုက်ခရက်အတွက်ပေါ့လေနော်တော်တော်လေးကိုနောင်အနာဂတ်မှာ မရှိမဖြစ်လိုအပ်တဲ့ကလေးရှင်သွေးငယ်တွေဖြစ်ပါတယ်လို့နောက်လူငယ်တွေဆိုတာကတကယ်ဟိုရွှေထက်တန်ဖိုးရှိတဲ့ရှားပါတဲ့အရာပါလို့နော်အာကလေးတွေအတွက်ကတော့ဒီအာကသာလုပ်ပြီးတာလဲမှန်တယ်နောက်တစ်ခုကဒါအာကသာဆိုတာကလည်းကျွန်တော်ကလေးတွေရဲ့ငြိမ်ညံသွေးနဲ့သက်ဆိုင်တဲ့အရာတွေပဲပေါ့အဲ့တော့ဟိုသားတို့သမီးတို့အကုန်လုံးပေါ့အဲလူငယ်တွေအားလုံးပေါ့ အကျမ်းမကြီးအတွက်ဒီအားကစားကလည်းအရေးကြီးသလိုနောက်ရှေ့ဆက်ပညာရေးအတွက်တားလို့သမီးတို့တွေဒီလိုအားကစားပွဲတွေကိုပြုလုပ်ခြင်းဖြင့်ပါဝင်ခြင်းဖြင့်သမီးတို့တားလို့သမီးတို့ဟိုအနာဂတ်မှာလူတော်လူကောင်းတွေဖြစ်စေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးလေးတော့ဟိုဆန္ဒပြုခြင်းနဲ့ပေါ့ဟုတ်ကလေးတွေကဘလောက်ရေးပါလဲဆိုတော့ကျမတို့နောက်အနာဂတ်အတွက်အနာဂတ်မှာကျမတို့ကဘာကိုဘယ်လိုမျိုး အာဖြစ်စေခြင်းလဲဘလို့ပုံဖော်စေခြင်းလဲဆိုတော့ကလေးတွေရဲ့လက်ထဲမှာရှိပါတယ်အနာဂတ်လူငယ်တွေကအာအခုလူငယ်နာဝယ်လူကြီးဆိုသလိုပဲအရေးအရန်အရေးပါပါတယ်ဒါကြောင့်မို့ဒီပွဲလေးကိုကလေးတွေပျော်ဖို့ကလေးတွေအနေနဲ့အာဒီမှာအားကစားပွဲတွေလည်းပါတော့ကျန်းမာကျန်းထိုင်ဖို့ပြီးရင်ဒီ quiz တွေလည်းပါတဲ့အတွက်ဒီကလေးတွေညံ့ရီထက်မြက်ဖို့ပြီးသွားရင်အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခေါင်းဆောင်နိုင်ဖို့ relationship တွေ communication တွေ communication skill တွေကောင်းဖို့ဆိုတဲ့အချက်လက်တွေဥတည်ပြီးတော့ကျမတို့လောက်ဆောင်နေတာဖြစ်ပါတယ်ရှင်။ကလေးတွေအတွက်အမှားစကားပြောချင်တာကတော့ကလေးတို့ကဒီနေ့မှာအခုနကပြောသလိုပဲခလေးကလေးတို့ကဒီနေ့မှလူငယ်ဒါပေမဲ့နောက်ချိန်ကျလို့ရှိရင်တိုင်းပြည်ဥဆောင်ရမယ်အနာဂတ်ခေါင်းဆောင်တွေဖြစ်တဲ့အတွက်ဒီနေ့ဒီလိုမျိုးဆရာမတို့ကစူးစမ်းပေးနေတယ်မှာလိုက်ပါပြီးတော့စူးစမ်းပေးကြပါ အဲနောက်လာမယ့်တိုင်းပြည်ရဲ့အဲခေါင်းဆောင်တွေဖြစ်လာကြရင်ဒိုးတွေထက်ပိုကောင်းတဲ့အနာကက်တိုင်းပြည်အနာကက်ကဘာကြီးကိုဖန်တီးသွားကြပါလို့ပြောချင်ပါတယ်ဆက်ကလေးတွေမှာကလေးတွေရဲ့ချိတ်ဖီစီးမှုတွေကိုပြေပြောက်စေအောင်နောက်ပြီးတော့ကဘာကလေးများနေရဲ့ဟိုကျွန်တော်ကဂုံပြူတဲ့အနေနဲ့အားကစားပွဲလေးလုပ်ပေးတာပါနော်ကလေးတိုင်းဟာနိုင်ငံအတွက်အရေးပါတဲ့ကလေးတွေပဲနော်နောက်အနိုင်ကအတွက်ကျွန်တော်နိုင်ငံရဲ့အနာဂတ်အတွက်တို့ကခေါင်းဆောင်ကောင်းတွေဖြစ်လာမယ်လို့ယူရပါတယ် အားလုံးကျွန်တော်တို့ဒီရွှေပြောင်းကလေးတွေမှာရွှေပြောင်းကျောင်းတွေရှိတယ်။ရွှေပြောင်းကျောင်းတွေမှာဒီရွှေပြောင်းကျောင်းတွေကတင်ချပို့ချတဲ့ပညာတွေကိုတက်မြောက်အောင်တင်ပြီးတော့ကိုယ်နိုင်ငံအတွက်အကျိုးရှိမဲ့အရာတွေကိုတည်ဆောင်သွားဖို့ကျွန်တော်မျှော်လင့်နေတယ်။